လိုဟောကြားဆုံးမပြီးတော့ရဟန္တာ62ပါးပေါ်ထွန်းတဲ့အချိန်မှာမြတ်စွာဘုရားကရဟန်းတော်တွေကိုဘာမင်းရှိတယ်လဲလို့ဆိုရင်မုတ်တော်ဟံသဗ္ဗပါတိဟိငါဟာညွတ်ကွင်းနေအားလုံးကနေကြော့ကွင်းနေအားလုံးကလွတ်ပြီသင်တို့လည်းပဲညွတ်ကွင်းနေအားလုံးကလွတ်မြောက်ခဲ့သူတွေဖြစ်ကြပြီဒါကြောင့်မို့တရဝါရီရဲ့အကျိုးအများတတ္တဝါတွေကောင်းကျိုးချမ်းသာရဖို့ အမြတ်တတဝါဒီပေါ်မှာကရုဏာထားပြီးတော့တရားဓမ္မဟောပြောကြခရီးဒေသစာရီထွက်ကြတလန်းထဲကိုနှစ်ပါးမသွားကြနဲ့အာလုံးထွက်ပြီးတော့တရားဓမ္မကိုရှင်းလင်းဟောပြောကြလို့မြတ်စွာဘုရားကတိုက်တွန်းပြီးသာသနာပြုလွှတ်ခဲ့တယ်ငါကိုယ်တိုင်လည်းပဲဥရဝေလဘက်ကိုပြန်သွားမယ်လို့ဟောဝါတွင်ကာလဣတိပတနာမှာနေတော့မြတ်စွာဘုရားက ရဟန္တာအပါ60ကိုသာသနာ ပြုဖို့တိုက်တွန်းပြီးတော့ဆေလွတ်ခဲ့တယ်ဟောအဲ့ဒီလို့မြတ်စွာဘုရားဟာအေးအေးဆေးဆေးနေထိုင်တော်မူခြင်းမပြုဘဲနဲ့လောကသားတို့ရဲ့အကျိုးအတွက်မနာမနေဆောင်ရွက်တော်မူခဲ့တယ်ဆိုတဲ့ဘုရားမြတ်စွာရဲ့ကရုဏာတရားလုံလဝီရိယစွမ်းပကားတွေကိုမှတ်သားကြီးညိုချပြီးတော့တို့တွေတွေလည်း မြတ်စွာဘုရားရဲ့ဂုံတော်ခြေစွတော်တွေကြောင့်ယနေ့ခါမှာအမှန်တရားကိုသိရှိခွင့်ရကြတယ်လို့ကိုစီကိုစီသဘောကြပြီးမြတ်စွာဘုရားကိုအားကျချီးညိုခြင်းဖြင့်ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း